ခင်လေးအမှန်တမ်းပြောရင်သူကအားရတယ်သူတိ ਉ ဆောင်ခဲ့တာချိုးရင်းအားရတယ်ပေါ့နော်အဲဒီမျက်လုံးအချိတွေနဲ့ဒီတပည့်တယောက်မှာချိုးအဲ့လိုမျိုးသူ့ကိုပြစ်ပြစ်ခတ်ခါပြောမှလဲစိုးငယ်ကငိုရမှာလေစိုးငယ်ချိုးချိုးတာမပို့နိုင်ရင်စိုးငယ်လည်းရောက်မှာမဟုတ်ဘူးချူအဲ့လိုဒေါသနဲ့အဲ့လိုမျိုးအကောင်းဆုံးလုပ်ပေးခဲ့လို့စိုးငယ်ရလေအဲ့နေရာမှာသူကောင်းသွားတာ အာဒါဒီဒီနိုဘိုမှာအမားတို့နဲ့ကလည်းအရန်ခင်နေရလဲပါတယ်ပြီးတော့သူကတယောက်ဆောင်တယောက်လုံနေရဆိုတော့ဒီအလှပရေးရနဲ့ပတ်သက်ပြီးတော့အများကြီးဒီမှာအာလာပြီးတော့တိုင်မြင်ဆရာဝန်ကြီးတွေနဲ့အများကြီးဆွေးနွေးပြီးတော့ပူးတာဖြစ်တာဆိုတော့အာအမားဖိတ်တာနဲ့ဒီပွဲလေးကိုလာပြီးတော့ဝင်းရံတက်ရောက်ဖြစ်တာပါတော့ကတော့သူက watch and ပဲပေါ့နော်အသားရေ skin buying နဲ့ပတ်သက်ပြီးတော့အာပြီးတော့ဒီ true ဒီမျက်လုံးဒီမျက်အိတ်ကမွေးရပါဒီအောက်မှာမျက်အိတ်လေးလေးလေးတွဲတာဟာရှိဘူးတယ်ပေါ့နော်အဲ့ဒါအာဒီမျက်အိတ် ဆွဲဖို့ရဆရာကြီးနဲ့အဲ့အားလေးလုပ်ပြပါတယ်ဒါအញ្ញဟိုဘယ်လိုပြောရမလဲခုံယူဆရာကောင်းတဲ့အရာတစ်ခုပေါ့နော်သူများသူများရဲ့လို့မဟုတ်လူတိုင်းမလုံနိုင်တဲ့အရာတစ်ခုကိုဒါစေတနာထားပြီးတော့ကိုချင်းစာတရားနဲ့ဒီလိုမျိုး မျိုးလုံးအစားထိုးဥတာပေးတာကြီးပြီးတော့ဒီနှာခေါင်းဖွဲပြီးတော့ဒါဘာဖြစ်လူတိုင်းကတော့အလှချိန်ကြတာလေချိုးတော့မှဒါအလှချိန်လို့တော့မှအမြဲတမ်း သူကုသနေရတာဆိုတော့သူတို့ရဲ့ဒီသူတို့ဘဝပြောရမယ်လှပမှုအတွက်ကဒါလိုအပ်ချက်တစ်ခုပဲပေါ့နော်အဲ့ဒီအရာတွေဖြည့်ဆည်းပေးရတဲ့အတွက်ကိုအရန်ကိုဂုဏ်ယူပါတယ်လို့လေးလေးလေးစားပါတယ်ပေါ့ဗဘာပြည့်ဒီဒေါ်ယီမွန်ကာရိုက်တာဆီယမားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုအားလုံးကဟိုကြိုက်တဲ့လူလည်းရှိရဲမုန်းတဲ့လူလည်းရှိရဲအဲ့ဒီပုံမှန်မှာဒါသူရဲ့စူးစမ်းအထောက်မှုလေးကိုအတိမတ်ပြုပြီးတော့အခုဗဘာပြည့်အာဟိုပေါက်နေရဆိုတော့လေအတိုင်းမတိဝမ်းသာပါတယ်လို့ဟုတ်ပါတယ်အာဒီဟာကတော့သူပြိုးဥညင်ဇလန်းလေးကကျတော့သူကဘောရာစာ ောင်ကားပေါ့နော်အဲ့ဒါကြောင့်ဘောရာဆောင်မှာဒါဆရာကြီးရဲ့စေတနာတွေကိုအဲခလေးတွေဘလို့ပြုပြင်ပြောင်းလဲသွားလဲဆိုတဲ့အရာလေးကိုသူက message ပေးနေတဲ့အရာပေါ့နော်အထက်တန်းအကြောင်းရေလို့တော့မဟုတ်ဘူးဘောရာဆောင်အကြောင်းရိုက်တဲ့အတွက်ဒီထဲမှာမှာဘောရာဆောင်မှုလို့လဲလူကိုစီစစ်ပြီးတွေးထားတာပေါ့နော်အထက်တန်းအကြောင်းဆိုရင်အကြောင်းသားရဲ့အကြောင်းကြီးအများကြီးတုံးရမှာ ပေါ့သူတို့ဒီဇလန်ထဲမှာအခုဒီမှာပါဝင်ထားတဲ့အဓိကအတာတွေလောက်ပဲပါပြီးတော့အဲဘောရာဆောင်အဲဇကာမျိုးရိုက်ထားတာဆိုတော့ အဲဘယ်လိုပြောရမလဲအတအစ်စ်တွေလည်းများရဲ့ချိုးတွေလည်းအစ်စ်တွေအစ်စ်တွေပဲဆိုတော့ဒီ wire တုပ်ဆောင်ကြီးနဲ့တွဲပြီးတုပ်ဆောင်ရတဲ့အခါမှာအခက်အခဲတွေလည်းရှိရောလိုအပ်ချက်တွေလည်းအများကြီးရှိပါတယ်အဲ့မှာမှချိုးတို့ဒါအကောင်းဆုံးကြိုးစားထားကြရပါဟုတ်ဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြတော့ဒါဘယ်လိုပြောရမလဲသူတို့ရဲ့ဒါဘယ်လိုပြောခံခံစားချက်ပေါ့နော်သူတို့ရဲ့ emotion ဖြစ်သွားတဲ့အခါမှာအဲ့ဒီစင်းလေးကမှတ်မှတ်ရရသူကဒီထဲမှာကဒေါ်ရီမွန်ကာရိုက်တာကိုကသူကအရန်ကို ူကဟိုပညာရမ်းတက်တယ်ပညာကုန်မောက်တယ်နိုင်ငံသားမှအကြောင်းတက်လာတဲ့အခါကျတော့သူကဒီကိုရောက်တဲ့အခါမှာဆရာကြီးရဲ့အဲဂျေဇူးတရားတွေကြောင့်သူကဟိုဂျေဇူးလာဆက်တဲ့အနေနဲ့ကလေးတွေနဲ့တွေ့တဲ့အခါမှာအာဒီ emotion ဖြစ်သွားတဲ့တခုပေါ့နော်အဓိကကလေးတွေကိုငုံလို့မဟုတ်ဘူးသူကအဲ့ဒီမှာဥယျာထုံးနဲ့ပတ်သက်ပြီးတော့သူကဂျေဝင်တာဂျေဝင်တဲ့အခါမှာဥယျာထုံးကလည်းအရင်တော့သူတို့ကချစ်သူသမီးသားတွေဖြစ်ရမယ့်ဥစ္စာကိုမဖြစ်လိုက်တဲ့အခါမှာသူတို့မြောက်ရဲ့ဇလန်းက ပြန်တွေးကြတဲ့အခါမှာအဲ့လိုတဝင်တုံမှုတွေပောက်ကွဲမှုတွေဖြစ်လာတဲ့အခါမှာကလေးတွေပေါ်မဲတာဒေါ်ရင်မမဲတာကလေးတွေကိုမဲပြီးတော့အဲ့လိုမျိုးဆူတာပေါ့နော်အမမရအဲ့ဆိုးငယ်ကိုဒေါ်ရင်မဆူတဲ့ဈေးမှာဆိုလို့ရှိရင်ဒါဟိုတချို့တွေကပြိတ္တတွေကပြောတယ်အရင် over ဖြစ်လွန်းတယ်ဆီယမ်မတောင်းနဲ့မတူးဆိုတာဒါချူးလိုက်တာတမင်တစ်သက်ကြီးလုံယူနေရတော့မဟုတ်ဘူးဒါရိုက်တာကဒီနေရာမှာဒီလိုဖြစ်ကိုဖြစ်ရဒေါ်ရင်မကဒီလိုနေရာမှာဒီလိုဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အရာကိုသူက သူခိုင်းတဲ့အတိုင်းလုပ်ပေးရတာပေါ့နော်ဒါတိုက်တဲ့သူလည်းရှိမယ်တချို့ကျတော့လည်းအရင်မိုက်တယ်ကောင်းတယ်ဆိုတော့တချို့ကျတော့ဒါ ဇလန်းကိုဇလန်းလို့ပဲချိုးတာမြင်တာအဓိကလည်းချိုးတာဇလန်းတရုတ်ဆောင်နေတာဟုတ်တရုတ်ဆောင်နဲ့ဇလန်းပေါ်မှာပဲမူတည်တာဒါကိုလိုမျိုးကိုចောင်းသားကတိတက်ကြီးမဟုတ်ဘူးပေါ့နော်ဇလန်းလေးဖန်တီးထားတာဆိုတော့ဇလန်းလေးလို့ပဲချိုးရတော့မြင်သေးစေချင်ပါတယ်ဟုတ်အဲ့ဒါတွေကချိုးငငယ်တုန်းကလေကြုံတွေ့ခဲ့ရမှုပါပဲအခုနောက်ပိုင်းကတော့ချိုးလည်းမသိဘူးပေါ့နော်ကိုလည်းအသက်ရွယ်ရလာပြီဒီလမ်းကြောင်းတစ်ခုပေါ်ရောက်နေချိုးငငယ်တုန်းကဆိုလည်းဆရာမတွေကအရန်ကြောက်ရတာအရန်ကြောက်ပြီးဆရာမတွေကစူငေါက်တာမျိုးခံရတာပဲလေဒါမဲ့ဟိုဆရာ ဆရာဆရာမဆိုတာကတပည့်တွေပဲဖြစ်ဖြစ်မိဘပဲဖြစ်ဆရာပဲဖြစ်ဖြစ်ဒါကမကောင်းစေခြင်းလို့ဆိုတာမျိုးမဟုတ်ဘူးဆရာဆရာမဆိုတာတပည့်သားသမီးလို့ကောင်းစေခြင်းလို့ဆိုတာဘယ်ဟိုဘယ်လိုပြောမလဲသူတို့မှဟိုရုပ်မာရဲ့စိတ်တက်မျိုးလုံးဝမရှိဘူးသူကဟိုအရာအားလုံးကသူတို့ကောင်းစေခြင်းလို့အာဂိူနာဒေါ်ဒေါ်နဲ့အဲ့လိုဆူတဲ့အရာမျိုးတွေပေါ့နော်ချိုးရည်ကြုံတော့အဲ့တော့ဒီအဲထဲမှာဒေါ်ယီမောကစိုးငယ်ကိုဆူလိုက်တဲ့ဥစ္စာကလည်းခုနကချူပြောခဲ့တယ်လို့ကသူကအရှိပိုင်းမှာသူကဟို သမီးစားနဲ့ပတ်သက်ပြီးတော့ခြေဝင်တာတွေတဝင်းတူတာတွေနဲ့ ခလေးတွေကိုမဲတဲ့အခါမှာခလေးစိုးငယ်ကအဲ့မှာစာကြည့်လိုက်မှာတော်ပြီးစာအုပ်ဖတ်နေတာကိုသူကသူ့စာအုပ်မလို့ရမလားဆိုပြီးမဲတာမဲတဲ့ဥစ္စာကဒေါသကသူ့ပုံမှာပို့ပြီးတော့ပို့ကြီးသွားတာပေါ့လေအဲ့ဒီခံလေးကအမှန်တမ်းပြောရရင်သူကအားရတယ်သူတေးဥဆောင်ခဲ့တာချိုးရင်အားရတယ်ပေါ့နော်အဲဒီမျက်လုံးအချိတွေနဲ့ဒီတပည့်တယောက်မှာချိုးအဲ့လိုမျိုးသူ့ကိုပြပြခါခါပြောမှလဲစိုးငယ်ကငိုရမှာလေစိုးငယ်ချိုးချိုးတာမပို့နိုင်ရင်စိုးငယ်လည်းရောက်မှာမဟုတ်ဘူးချိုးအဲ့လိုဒေါသနဲ့အဲ့လိုမျိုး အကောင်းဆုံးလုပ်ပေးတယ်လို့စိုးငယ်ရလဲအဲ့နေရာမှာသူကောင်းသွားတာချူးတာရောနေမှာစူသူလဲအဲ့လိုမျိုးဖြစ်လာမှာမဟုတ်ဘူးလို့ပဲချူးမြင်တာဒါချိုးကြောင့်တေယုဆောင်ဆိုတော့တေယုဆောင်အနေနဲ့ပဲကြည်တာပေါ့လေတချို့ကြတော့လဲအာဆရာမကတပည့်ရောအဲ့လောက်ကြီးစီးကြလားဆိုတာကတောင်ရက်တောက်ကအမြင်မတူကြဘူးပေါ့ချူးအဟို trade ကတော့အဲ့လိုမျိုး inspire ယူတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ငငယ်တော့ကတော့အဲ့လိုကျောင်း10တန်းတက်တုန်းကတော့အဲဆရာမကချူးဆရာမအဲ့ကိုအထက်တန်းကျောင်းတော့ဆရာမဒေါ်ဆူဆူအေးဆိုတာရှိတယ်ဆရာမအရန်ချဖို့ကောင်းတယ်အရန်လဲချောတယ်ဒါပေမဲ့သူက အရန်မာနာကြီးอ่ะအရန်စူတာငောက်တာ तू อ่ะအဲ့လိုမျိုးဆီယမဟို ကျိုးဒီမှာဒေါ်အင်မွန်တရုတ်ဆောင်တဲ့အခါမှာဆ iam မအရင်သတိရအဲဒီအင်တာဗျူးလေးကိုတွေ့မယ်ဆိုလဲဆ iam မမှတ်မိချင်မှာမှတ်မိမှာပေါ့နော်ဒါပေမဲ့ဆ iam မဆ iam မအမြဲတမ်းအဲ့ဒီအဲ့ဒီ character ရိုက်တဲ့အခါမှာဆ iam မဒေါ်စိုးအေးကိုအရင်သတိရတယ်ချူကကြတော့ဒါလေးဟိုပရိသတ်တွေကတော့အဲ့လိုအများကြီးပြောကြတာပေါ့လေဆီယမ်မတောင်းနဲ့မတူဘူးပါညာဆိုတာသူတို့ကမှတ်ချက်ပြုတာပေါ့လေတကယ်လဲချူကဟိုအပြင်မှာဆီယမ်မတောင်းမှမဟုတ်တဲ့ခါကျတော့ချူမှာလိုအပ်ချက်တွေအများကြီးရှိမှာပေါ့လေဆိုတော့အဲ့အဲ့မှာမှချူကဟိုအကောင်းဆုံးတော့ချူစူးစားထားတယ်ဇလန်းပေါ်မှာအက ောင်းဆုံးချီအဲ့လိုပေါ့စူးစမ်းပြီးတော့တရုတ်ဆောင်ထားတာဖြစ်တဲ့အတွက်သူ့လိုအပ်ချက်တွေရှိခဲ့မယ်ဆိုလို့ရှင်လဲနားလည်ပြီးတော့ဖြည့်ပေးပေးကြပါလို့အာပရိသတ်တွေရဲ့ comment တွေ comment တွေကိုလည်းသူကအများအမ်းစောင့်ကြည့်ရဲသူလိုအပ်တာတွေဆိုယူတယ်ပြင်ဆင်တယ်အဲအကောင်းဆုံးတော့သူအစ조사ထားပါတယ်လို့ပြီးတော့ဒီရမ်းမှာဒေါ်ယီမောင်ကအရှိပိုင်းမှာသူကအရန်ကိုမောက်မှာပြီးတော့အရန်စိုးသွမ်းမှာသူကသူက character changes ကနှစ်ခုလာမှာဟုတ် တတမတ်တည်းမသွားတာဖြစ်တဲ့အတွက်အရှိမအတန်ဘောကအရင်မြင့်နေမှာသူကနောက်ပိုင်းမှာတော့ရေမို့ဒီကလေးတွေကြောင့်ပြောင်းလဲသွားတယ်ဆိုတော့အရာလေးညာလာမှာဆိုတော့အရှိပိုင်းမှာအရင်ဟိုအာ ပို့ပြီးတော့အားဆိုင်ပြီးလှုပ်ထားရတာပါလို့အဲ့ဒါလေးကိုပြိတ္တတွေကိုသိစေချင်ပါတယ်ဟုတ်အာပြိုးရင်ဇလန်လေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ချို့ကိုအာဘယ်လိုပြောရမလဲမှတ်ချက်ပြူတာတွေရောဝီဖန်တာတွေရောချို့ချစ်တာတွေရောချို့အားရတာတွေအားမရတာတွေရောပေါ့နော်အဲချို့ဘက်ကအဲ့လိုပေါ့ဒီဇလန်မှမဟုတ်အခြားဇလန်တွေမှာလည်းချို့အကောင်းဆုံးလိုအပ်ချက်တွေကိုပြင်ဆင်ပြီးတော့အကောင်းဆုံးစူးစမ်းသွားပါအောင်လေလို့ပြီးတော့အဲဒီကားလေးမှာလည်းဒါဒေါ်ယီမွန်ထပ်ပြီးတော့ပေါ့နော်ဟိုချစ်ပေးကြပါအဲဒီအရှိပိုင်းမှာအရင်မောင်းမာထားတာတွေကနောက်ပိုင်းမှာပြ ောင်းလဲဖို့အတွက်ကိုအာတံပိုးအရန်မြင့်ထားတာပါတို့အဲ့ဒါလေးကိုလည်းသူ့ကိုဝေဖန်ပြီးတော့နားလဲသုံးသက်ပေးကြပါအောင်လို့သူကအဲဆက်ပြီးတော့လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်